ိမိကလေးကိုနေ့စဉ်အမြဲတမ်းပြောသင့်တဲ့စကားဆန္ဒခွန်မိမိရဲ့ကလေးကိုဘွားမအောင်မြင် တိုးတက်စေချင်တယ်ဆိုရင်တော့ဒီစကားလေးတွေကိုမကြာခဏပြောပေးပါနံပါတ်1 I love you ဒီစကားအရန်ကိုရိုးရှင်းပေမဲ့ကလေးငယ်တယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်လောက်တဲ့အထိအစွမ်းရှိပါတယ်တာတာကိုချစ်တယ်နော်သမီးလေးကိုချစ်တယ်နော်ဆိုပြီးတော့နေတိုင်းပြောပြခြင်းရခလင်းငယ်ကိုသူတို့ကအချစ်ခံရကြအောင်တမိုးထားခံရကြအောင်ခန်းစားမိစေပါတယ်။နံပါတ်1 You are important ။တတမမေတို့အတွက်အရေးကြီးရယ်နော်။အရေးပါရယ်နော်။ဒီလိုမျိုးပြောပြတဲ့အခါမှာမိမိကမိဘအတွက်ကမ္ဘာပေါ်ကအခြားသူတွေထက်အရေးပါကြောင်းခလင်းငယ်ကိုခန်းစားမိလာစေပါရယ်။နံပါတ်3တမိလေးသားလေးအတွက်တိတ်ပြီးတော့ခုံယူတာပဲ။ခလေးတွေကမိဘတွေစီကချီးမွမ်းတာခံကျင်ကြပါရယ်။ကလေးရရဲ့တိုးတက်ပြောင်းလဲမှုတွေစူးစမ်းအားထုတ်မှုတိတိလေးတွေက အစသတိပြုပြီးတော့ကြီးမြောက်ပေးရပါမယ်။ဒါ့အပြင်မိမိကိုယ်ကိုဂုဏ်ယူတတ်ဖို့ကိုလည်းသင်ကြားပေးတင်ပါတယ်။နံပါတ်၄ ။သားတို့သမီးတို့တွေ့ရတာပြောလိုက်တာ။ကျောင်းဝပြန်လာတဲ့အခါတနေရပြန်လာတဲ့အခါမျိုးမှာ ခလေးငယ်ကိုတွေးလိုက်ရလို့မိမိပျော်ရွှင်ရာအကြောင်းကိုအပြုံးလေးနဲ့အမြဲတမ်းပြောပေးပါ။နံပါတ်5တာယင်မိဘဖြစ်ရတာဂုံယူလိုက်တာ။သမီးလေးမိမိဘွားတွေကိုရောက်လာပေးတာကျေးဇူးပဲနော်။ခလေးအားမိဘအတွက်ဆုလက်ဆောင်လေးတစ်ခုပါ။ဒီလိုချစ်ချင်းမေတ္တာတွေကျေးဇူးတင်တတ်မှုတွေပေါ်ပြလိုက်တဲ့အခါမိမိကိုယ်တိုင်ကလည်းပျော်ရွှင်ရသလိုခလေးငယ်ကလည်းသူ့ရဲ့ချစ်ချင်းတွေကိုပြန်လဲပေါ်ပြလာပါဗါး။ဒါကတော့ဝင်းဝင်းဆက်ချူရီရှင်ပါ။ ။နံပါတ်6သားနဲ့တူအချိန်ကုန်ရတာသဘောကျတယ်။သားလေးနဲ့တူလမ်းရှောင်းရတာပြောဖို့ကောင်းလိုက်တာ။မိမိရဲ့ကလေးနဲ့တူကိစ္စတစ်ခုခုကိုလှုံ့ဆော်ပေးတိုင်းမှာမိမိသဘောကျကြောင်းအမြဲတမ်းဖော်ပြပါ။ဒါကကလေးကိုလူမှုပေါင်းသင်းဆက်ဆံရေးမှာမိမိကိုယ်ကိုယုံကြည်ချက်ရှိစေပါတယ်။နံပါတ်9သားကိုယုံကြည်တယ်။သမီးလုံးလိုက်မယ်ဆိုတာမိမိသိတယ်။ယုံကြည်မှုကဆက်သွယ်မှုကိုဖန်တီးပေးတယ်။ စနစ်မှုကပူးပေါင်းဆောင်ရွက်မှုကိုဖြစ်ပေါ်လာစေပြီးတော့မိဘနဲ့ကလင်ကြားက relationship ကလည်းပုံမိုပြီးတော့ကောင်းမွန်လာပါတယ်။နံပါတ်၈အဲဒီကိစ္စလေးကဘလို့ဖြစ်သွားတာလဲဆက်ပြောပြပါဦး။ဒီလိုမျိုးမိရကမိမိနဲ့ကလင်ငယ်ကြားကဆက်ဆက်ရေးကိုချိတ်ဆက်ပေးရရောက်ပြီးတော့သူတို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့အရာတွေကိုဖွင့်ထုတ်ပေးဖို့စကားအဆစသလိုပါပဲ။ဆက်ပြောပေးပါအောင်ဆိုတဲ့ဒီမေးကကလင်းငယ်နဲ့မိဘကိုပုံမနီးကပ်စေပြီးတော့ရင်းနှီးလာစေပါတယ်။နံပါတ်9ကိစ္စမရှိပါဘူး။ ရေတွေဖိတ်သွားတာလားဘာမှဖြစ်ဘူးနော်အယုတ်လေးကျိုးသွားတာလားမိမိပြန်ပြင်ပေးမယ်ကိစ္စမရှိဘူးနော်လူရိုင်းကအမားလုတ်တက်ကြပါတယ်အထူးသဖြင့်ကလေးတွေကအမားလုံးပြီးတဲ့ခါတိုင်းမှာနှွေးထွေးကျင်သာစွာဆက်ဆံပေးရပါမယ်ဒီလိုမားတွေကကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်အတွက်လိုအပ်ချက်တစ်ခုဖြစ်ကြောင်းသိထားပါမယ်နံပါတ်30ဘလို့နေလဲထမင်းစားရတာစားလို့ကောင်းလားဘလို့မျိုးခံစားရလဲဘာလေးလို့ကျင်လဲ ီလိုမျိုးကလေးတွေရဲ့ခန်းစားချက်တွေလူဝင်ဆန္ဒတွေလူအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့ခဏခဏမေးပေးတာကကလေးတွေရဲ့မိမိကိုယ်ကိုသိရှိနားလည်မှုစွမ်းရည်ကိုတိုးတက်စေပါတယ်။နံပါတ်၁တားလင်းတီလိုလောက်တောင်သဘောကြတယ်။ကျမတို့ကကလေးရင်းမှာမိမိသဘောမကျတဲ့အပြုတ်မှုတွေကိုသာအာယုံစိုက်တတ်ကြပါတယ်။အကယ်၍သူတို့ရဲ့အပြုတ်မှုပေါ်ထားတဲ့ရှူထောင်းကိုသာပြောင်းလဲပြီးတော့ကောင်းတဲ့အမြင်ဘက်ကနေကြည့်လိုက်မယ်ဆိုရင်တော့အံ့ဩစရာလေးတွေတွေးလာရပါလိမ့်မယ်။ ကလေးမားနေတဲ့အရာတွေကိုသာအာယုံဆိုင်နေမယ်စာသူတို့မှန်ကန်တဲ့လုံရက်တွေပေါ်လဲထင်သာမြင်သာရှိဖို့လိုပါတယ်။နံပါတ်7မင်းဟာတန်မိုးရှိတယ်။သူများတွေလုံနေလို့လိုက်လို့ဆရာမလို့သာသာမီမီရဲ့ကိုဝိုင်ဖြစ်တည်မှုကိုတန်မိုးထားရမယ်နော်။ကလေးရီရဲ့ဖြစ်တည်မှုကတန်မိုးရှိကြောင်းအမြဲတမ်းအခြေခံရဖို့ထိုက်တန်ကြောင်းကိုသူတို့ကိုယ်တိုင်နားလည်စေဖို့မိဘတွေအနေနဲ့ကူညီပေးရပါမယ်။အတိကတော့သူတို့ဘလို့အချိန်တွေပဲရှောင်းနေပါစေမိဘဆိုတာကအမြဲချစ်နေကယူဆိုင်ပေးနေမှာဖြစ်ကြောင်းခံစားမိဖို့လိုပါတယ် မိဘတွေရဲ့နှွေးထွေးကျင်လာတဲ့စကားလုံးတွေနဲ့အားပေးစကားတွေကကလေးငယ်ရဲ့ရေရှည်ပွားမှာအကျိုးသက်ရောက်မှုများစွာရှိပါတယ်။မိဘဖြစ်ရတဲ့အခါအရေးကြီးဆုံးတော့ချက်ကတော့ချစ်ချင်းမြတ်တာပါ။အထက်ခံရတဲ့ကလေးကဘဝမှာပိုမိုအောင်မြင်တိုးတက်ကြပါတယ်။မိမိကိုယ်ကိုလေးစားတတ်မှုမြင့်မားကြတယ်။ပညာရေးမှာပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေရှိတယ်။မိဘနဲ့ကလေးကြားကဆက်ဆံရေးပုံမှန်ပြီးတော့ကောင်းမွန်ကြပါရစေ။ စိတ်ပိုင်းဆိုင်ရာနဲ့အပြုမှုပိုင်းဆိုင်ရာပြဿနာတွေကိုလည်းတာမန်ကလေးတွေထက်တိတိတတ်တာပုံမှုပြီးတော့ထိန်းချုပ်နိုင်ကြပါတယ်။ဒါကြောင့်မိမိတို့ရဲ့ချစ်ခြင်းမေတ္တာကိုကလေးငယ်နားလည်ခံစားသွားမိအောင်လို့ဖော်ပြတတ်ဖို့ကအရေးကြီးပါတယ်။ဖေဖေမေမေတို့အနေနဲ့လည်းအရာကလေးတွေနဲ့စကားပြောတဲ့အခါမှာနေ့စဉ်သုံးနေကြအပြုသဘောဆောင်တဲ့စကားလုံးလေးတွေရှင်လေကိုမတ်မှမျှဝေသွားခဲ့ကြပါအောင်နော်။ ဟုတ်ကဲ့ပါအခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mantle Power Page လေးကိုလည်း like and follow လုပ်ထားနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။